တရေပင်ပူပူလေးနဲ့နှစ်ချင်းတိအောင်ဒီလိုလေးပြူလို့လိုက်ပါပထမဆုံးမိမိမျိုးလိုချင်တဲ့တရေပင်ကဂိုင်းရင်တကိုင်းကိုရွေးချယ်ပေးရပါမယ်ရွေးချယ်ထားတဲ့မျိုးကိုင်းကိုအကျဲနှလဲမကန်အရာလေးတွေဖြစ်အောင် အပေါ်အောင်လှည့်ဖြတ်ပေးထားလိုက်ပါလှည့်ဖြတ်ထားတဲ့နေရာကနေအပေါ်ရင်အခောက်ခုံကိုခွာပေးရပါမယ်အစိမ်းရောင်အမြင်လေးတွေပျောက်ဆင်းသွားစေဖို့အတွက်ဓာတ်နဲ့ချစ်ပေးလိုက်ပါအမြင့်ပွားဖို့အတွက်ရှစ်ဆောင်းလက်ပတ်ကို အသုံးပြုပါမယ် ရှက်ဆောင်လက်ပတ်မှာတဘာဝအမြင့်ထွေဟော်မုန်းပါဝင်တဲ့အတွေ့အမြင့်ထွေနှုံးကိုပုံမမြန်ဆန်စေပါတယ်။အပေါက်ဖောက်ထားတဲ့ပလတ်စတစ်ဘူးကွန်တစ်ခုကိုယူပြီးမျိုးကိုက်မှာထည့်ဆွတ်နိုင်စေဖို့အတွေ့ဘူးကွန်ပေပေတချမ်းကိုလည်းလီးဖြတ်ပေးရပါမယ်။ပြီးရင်တော့အမြင့်ပွားမဲ့နေရာမှာစော်ပေပြီးပြုတ်ကျမတွားစေဖို့အတွေ့တိတ်နဲ့ကတ်ထားပေးလိုက်ပါ။အမြင့်ပွားဖို့အတွက်အုံစံမုံကိုယူပြီးရေဝနေစေဖို့အတွက်နာယီဝက်ခန့်ရေစိမ်ပေးရပါမယ်။ပြီးရင်တော့အမြင့်ပွားမဲ့ဘူးကွန်တဲကိုအပြည့်ထည့်ထားပေးလိုက်ပါ။ နေအောင်တရိုက်မထိတွေးဖို့နဲ့အဆိုတန်ထိမ့်နိုင်စေဖို့အတွက်ပလတ်စတစ်အမဲစားနဲ့ဖုံးအုပ်ပီးထားရပါမယ်။တလကျော်ကြားတဲ့အခါမှာတော့အမြင့်ပွားထားတဲ့နေရာမှာအမြင့်တွေများစွာထွက်နေပြီးပွားများလို့နေပါပြီ။အမြင့်ပွားတာအောင်မြင်တဲ့အတွက်မြေချမဆိုင်သေးပဲဥတစ်ခုထဲမှာမြေဆွေးကောင်းကောင်းနဲ့တလကျော်ကန်ပြူပီးထားရပါမယ်။ဒါဆိုရင်တော့အပင်ပူပူလေးနဲ့နှစ်ချင်းတိလာမှာပဲဖြစ်ပါတယ်။